မနေ့ကတော့ဟိုမာလောကတော့ကျွန်တော်ပြောနေကြကျွန်တော်ရဲ့လက်သုံးစကားနဲ့ပြောရမယ်ဆိုရင်တော့တည်ရင်တည်မတည်ရင်ဒဏ်ဖြစ်သွားတာပေါ့ဗျာအာတော်တော်လေးဟိုမှာတော်တော်လေးဒဏ်ဖြစ်သွားတယ်ခုလိုတော့မရတဲ့အနေထားတော့ဖြစ်သွားတယ်တော်ရတန်ယုံခွတ်ယုံလောက်နဲ့မရဘူးလဲဒီခွတ်လို့ရှိရင်လဲထင်းစီတွေရှိမယ်ခေါင်းတွေခွတ်ရင်လည်းသိတယ်မလားအကုန်လုံးစီးတွေတုံးလို့ရတယ်ဒါထိုင်းမှာဆိုလို့ရှိရင်ဒါတော်ယုံတန်ယုံခွတ်ယုံလောက်နဲ့မရဘူး ကြောထုကြတော့သူကကြောကိုထုလာပြီလားဆိုရင်ချက်ကုတေအောင် ကောတေအောင်ဘလောက်ကြီးချက်ကုကတော်ပါတယ်ပျော့ပျော့ကြောကိုခွက်လာလို့ရှင်ကုလို့မရအောင်ကြောကိုခွက်တာမှာတကယ်နေရာကိုခွက်တာဒီနောက်ကနေရိုက်လိုက်တဲ့အလုံးလေးဆိုဒီကောင်းကြီးနေရှေ့တောင်ထွက်သွားနိုင်တယ်ဒါတတုတ်တုတ်နဲ့ဒါမနေရတော့ဘူးခွက်တဲ့အလုံးလေးဆိုလို့ရှင်ကြောကိုခွက်လို့ရှင်ကုလို့မရအောင်ညီကိုတို့မှတ်တာကြောကိုခွက်လာလို့ရှင်တရားမင်းစင်ကူလည်းမရအောင် ဲ့ဒါ तू ကနောက်ဆုံးတော့တည်ရင်တည်မတည်ဒဏ်ဖြစ်သွားမှာပဲအဲ့ဒါကြောင့်ဒါကြောထူကမနည်းရတော့ကတော်တော်လေးကောင်းတယ်ခွတ်တဲ့အခါကြီးကြတော့လဲတကယ်ဒီ position ကောင်းကောင်းနဲ့တကယ်တက်လုံးကြမယ်ဒီရင်ညွန့်နေခွတ်တယ်မနည်းကပုံမလင်းလင်းပြောရရင်တော့တည်စီနိုင်တဲ့နေရာတွေကိုကြောထူကခွတ်သွားတာမာလောခွတ်တာ तू ကခေါင်းတစ်လုံးနဲ့ခွတ်သွားတာအဲအဲ့အဲ့မှာစပြီးတော့ကွာဝါတကယ်ကုလို့မရတဲ့နေရာတွေကိုကြောထူကခွတ်တိအတွက်ကမနည်းရတော့ကမာလောကနောက်ဆုံး သေးရင်ဒီမသေးတံဖြစ်သွားတာဒါကြောထူးတို့ရဲ့ဒါနီးစနစ်ပိုင်းအရန်ကောင်းတယ်အရန်တော်တယ်ဘလောက်ကြီး သူပါသူငုံကြကြခြေဆိုးဆိုးတကယ်တမ်းတကယ်တမ်းအဲ့ဒီနောက်ကနေတိုင်းပြီးတော့ခွတ်ကမယ်ဆိုရင်သုံးလုံးလောက်ခွတ်လို့ရှိရင်တောင်ယုံတိုင်ယုံချက်ကကျိုးထွက်သွားတာဇက်တိစိုက်သွားတာတကယ်နေရာကိုသူကလေဟာနေကိုတကယ်ဖြတ်ခွတ်တာဖြတ်ခွတ်တဲ့အခါကျတော့ ီအဆုတ်တွေလည်းမခံနိုင်ဘူးဒီဒီဇလုတ်တွေလည်းမခံနိုင်ဘူးမခံနိုင်တဲ့အခါကျတော့တက်လုံးနေကြမယ်ဒါကြောင့်မလို့လဲ तू မပြေးနိုင်တော့တာလေစပြီးလွတ်တယ်ကသူသူကအခုတ်ခံတာဘယ်လိုအခုတ်ခံတာလဲဒီရင်ညွန့်နေဖြတ်ခုတ်ခံတာတာလေဒီရင်ညွန့်နေခတ်တဲ့ခါကျတော့တက်လုံးနေကြပါတယ်နောက်ပိုင်းမှာကြောထူးကကတ်တဲ့အခါကျတော့ तू အသက်ရှူဖို့တော့မဝဘူးပြားလာတာမာလို့ဆိုလို့ရှိရင်ပြာ ው လာတာနောက်ပိတ်ဆုံးဒီ၃ရက်မြောက်လောက်ဆိုလို့ရှိရင်တော်တော်လေးကိုပြာလာပြီ ဟိုနလမ်းမထူနိုင်တော့တဲ့ပုံစံကိုဒါဖြစ်သွားတာဗောနော်တကယ်ဆေးတွေလည်းကောင်းလို့ပါဆေးတွေမကောင်းရင်လည်းမနေရတော့ဟာမာတော့ကောင်းကောင်းကြီးရှုံးတယ်ကြော်ထူကတော့တကယ်ကြိုက်တယ်ဒါကြောင့်လည်းကျွန်တော်ကြော်ထူတွေကိုအများကြီးဖောက်တာကျွန်တော်ချမ်းပါကြော်ထူကတေးသေးမသေးဒံဖြစ်ဆိုတဲ့စရင်ထဲမှာကြော်ထူကထိတ်ဆုံးသွားပါတယ်ဒါညီကိုတို့မှတ်တာတေးသေးမသေးဒံဖြစ်ဆိုတဲ့ဆိုယူစကားထဲမှာကြော်ထူပါတယ်ကြော်ထူနဲ့မာလောပွဲကတော့ပြီးသွားပြီ ျွန်တော်သုံးသက်ချက်ကိုသူတို့အမြင်နေနဲ့ပြောကြတာပေါ့နော်ကြက်ဝိုင်းတည်းမှာအမြင်သူမှတော့ကြက်ဝိုင်းဖြစ်ပါတော့မလားအမြင်မတူလို့အပေါ်ကြီးအောက်ကြီးတွေဖြစ်ကြတာလीဟုတ်လားရှင်းရှင်းလေးတင်ကျွန်တော်တို့ကျွန်တော်ရဲ့တွက်ကိန်းထဲမှာဆိုကျွန်တော်မာလောဘကပဲလောင်းတာရှင်းရှင်းလေးတင်ဟုတ်လားကြောထူးကလိုက်လာမယ်လိုက်လာတဲ့အလုံးကိုပြန်လှည့်ပြီးတော့ခုတ်မယ်ဟုတ်တယ်မလားတိပုံမယ်ဟုတ်လားဘာလမ်းဘုံ လမ်းလမ်းဘုံဟုတ်လားဟင်အဲ့လိုမျိုးလမ်းပြောက်လို့ရှင်ဟုတ်လားလမ်းပြီးဝုန်းလိုက်မယ်ဟုတ်လား ဒီလိုခေါ်လန်းလေးတွေနဲ့ကျွန်တော်ကဒီလိုအခွင့်ကျင်းလေးတွေနဲ့လာမယ်အောင်မှတ်တာဒါပေမဲ့ကြောထူးကပို့ပြီးတော့နီးစနစ်ကောင်းတယ်ကြောထူးကပို့ပြီးတော့အန်ဂျူမြင့်နေတယ်ကြောထူးရဲ့ခေါ်လန်းအန်ဂျူမြင့်တဲ့အခါကျတော့မာတော့ဘလို့မှလှုပ်လို့မရဘူးကျွန်တော်ပြောတယ်ဒီနားတွေကိုတကယ်တမ်းတကယ်နေရာတွေခေါ်လာလို့ရှင်မခံနိုင်ဘူးကျဲတကောင်ဘလို့မှမခံနိုင်ဘူးသူပါသူခြေစိုးမကလို့သူပါသူငုံကြီးကြကြဟုတ်လားသူပါသူ အမြင့်ကိုပြန်နိုင်မှဟုတ်လားအဲ့ဒါကိုပြန်ပြီးအန်ဂျူမင်းမင်းနဲ့ပြန်ထိန်ခွတ်မှဒါကြောထူးကိုရက်တန့်ကိုခွတ်နိုင်မှအခုကကြောထူးကသူ့ရဲ့နီးစနစ်ကကွက်တီဖြစ်နေတဲ့အခါကျတော့မာလောကဘာမှလုပ်လို့မရဘူးခြေလည်းမစိုးနိုင်ငုံလည်းမကြနိုင်ခြေစိုးငုံကြတယ်ဆိုတာခွတ်ကမှဟုတ်လားခွတ်ကမှဆိုဘယ်လိုလဲဆိုတော့တစ်ဖက်ချက်ကပေါင်ခွင်းတွေခွားတွေကန်လာမယ်ဆိုလို့ရှိရင်ခြေလည်းမစိုးနိုင်ငုံလည်းမကြနိုင်အဲ့ဒါကလည်းပါလဲဆိုတော့ ကျွေးသားမွေးသားပေါ်မှာမူတည်တယ်နောက်တစ်ခုကမာလောကပုံမွေလင်းလင်းပြောပြမယ်ကျွန်တော်ရဲ့အမြင်ပြောရမယ်ဝိုင်းထဲမှာခေါ်နေတဲ့အမြင်ပြောအန်ဂျူအရန်နှိမ့်နေမာလောကအန်ဂျူကနည်းနည်းမဟုတ်တော်တော်နှိမ့်နေဘလို့နှိမ့်လဲဆိုတော့ကျောတူကလိုက်ပြီးတော့ဖိတယ်ဟုတ်တယ်မလားအဖိခံနေပြီးတော့ပြန်မထွက်တတ်ဘူးဟုတ်တယ်မလားလိန်တဲ့အခါကျတော့ပြန်ပြီးတော့အားကုန်တဲ့ပုံစံကြီးပြန်ခေါ်တယ်ဒါကကျွန်တော်တို့ချမ်းပြီမှာဆိုတော့တော့မှအဲ့ဒီကြက်မျိုးတွေကတော့မစားဘူး ဘုံဝင်လင်းလင်းပြောကျွန်တော်ခြံမာလောနဲ့တွေ့နေအောင်မှာတလုံးမို့တလုံးကတော့ခေါင်းကတော့ပြတ်ထွက်သွားမှာပဲခုတ်ပလိုက်မှာဟုတ်လားကျွန်တော်ရဲ့တွက်နီးထဲမှာဆိုရင်တော့မမြင်ခင်ကတွက်နီးထဲမှာဆိုရင်ကျွန်တော်မာလောကိုကြိုက်တာတကယ်တမ်းထွက်လာတယ်ဟိုနေ့ကျတော့ကြောထူးကပူကောင်းတာအဓိကအကြောင်းအရာဘာလဲဆိုအန်ဂျူအယန်းနှိမ့်တယ်မာလောကအန်ဂျူအယန်းကိုနှိမ်လုံအကြီးတယ်တို့ရှမ်းပြည်မှာအဲ့လိုအန်ဂျူနှိမ့်တာမရှိဘူးအဲ့လိုကြည်ကြီးကြီးတိုက်လိုက်ဆိုအဲ့လိုအန်ဂျူနှိမ့်တဲ့ချက်မရှိဘူး တကယ်တမ်းကြောထူးကအန်ယူမြင့်သွားတာတကယ်နေရာတွေခေါ်လာတဲ့အခါကျတော့ခြေလည်းမစိုးနိုင်တော့ငုတ်လည်းမကြနိုင်တော့မာလို့တယ်ပြေးလို့တော့ပြေးတော့မပြေးနိုင်ဟုတ်လားမကျွန်တော်ပြောတဲ့စကားလို့သေးသေးမသေးဒဏ်ဖြစ်တေချာလေးပြန်ကြည့်ပါပွဲတွေကိုလည်းတကယ်အတွေ့အကြုံရှိရှိနဲ့ပြန်ကြည့်လိုက်တကယ်ကြောထူးရဲ့ခွခွင်းထဲမှာယူရမာလို့ကအယိုးအသက်ရနေလို့တာတော်တော်လေးခံနိုင်သွားတာမနေ့ကမာလို့နဲ့ကြောထူးနဲ့ ွဲတည်ကြွားရတဲ့ကြောင်ကျွန်တော်တို့ကျွန်တော်မေးတယ်ဗောနော်ဘာကြောင့်တည်ကြွားတာလဲဗောကျွန်တော်တို့ရှမ်းပြည်ကြောင်အရင်ဆုံးပြောပြမယ်ကျွန်တော်တို့ရှမ်းပြည်မှာလဲချက်ပြေးုံနဲ့မရဘူးချက်တကောအော်နေမှရတာချက်ပြေးပြီးဇောင်းကြီးပြီးအော်နေမှခရောခရောနဲ့အော်နေမှဒါကျွန်တော်တို့ရှမ်းပြည်မှာအနိုင်ရတာ ပြေးုံနဲ့ကျွန်တော်တို့ရှမ်းပြည်မှာလဲအနိုင်မရဘူးဒါသူတို့ရဲ့ စီမင်းစည်းကမ်းနေပေါ့နော်ကျွန်တော်တို့ရှမ်းပြည်ရဲ့လည်းစီမင်းစည်းကမ်းသူတို့ရဲ့လည်းစီမင်းစည်းကမ်းသူတို့ကြက်နှစ်ကောင်ကတကယ်လို့ချလိုက်လို့ခေါင်းဝှက်ပြီးတော့ကြက်နှစ်ကောင်တဲလို့ခေါင်းဝှက်ပြီးစိုက်သွားလို့ရှိရင်အဲဒါဆိုရင်ရှုံးတယ်ခေါင်းမစိုက်ဘဲနဲ့တဲလိုက်တာနဲ့တဲနေသေးတယ်ဟိုကြောထူကလည်းခွတ်တယ်ဆိုလို့ရင်ဒါသူတို့ရဲ့စီမင်းစည်းကမ်းမှာတော့ဒါမရှုံးဘူးပေါ့နော် ဒါဟိုဗမာပြည်ဝိုင်းဆိုရင်တော့ဒီဟာကတော့ကောက်ချင်လဲကောက်မှာပေါ့ဒါသူတို့ကတော့တင်းဟူအများကြီးနဲ့တိုက်တာဟိုတကယ်ဆန်ကျင်ရင်ကြီးတွေနဲ့တိုက်တဲ့ခါကျတော့မကောက်ဘူးလေနောက်တစ်ခုကကျက်နှစ်កောင်ကနှစ်កောင်သလုံးកောက်ပါတယ်မနေရတော့နှစ်កောင်သလုံးកောက်နေမာလို့လဲកောက်နေចောထုလဲកောက်နေဒါပေမဲ့ចောထုကတော့ပူတာပေါ့កောက်တာတော့ကျောထူကဘာတွေပို့လဲဆိုတော့ကျောထူကခွာပြီးတော့လဲသူကကောင်းကောင်းခွတ်နိုင်တယ်ခွာပြီးတော့ ပုတ်လိုက်တဲ့အလုံးတွေကြောင့်လည်းဒီရင်ညွန့်နေခွတ်တယ်။ရင်ညွန့်နေခွတ်တဲ့အခါကျရင်ညွန့်နေကိုဖြတ်ဖြတ်ပြီးတော့ရိုက်တဲ့အခါကျတော့တက်လုံကြီးကြားတယ်။မာလော့မာလော့အဲ့ဒီတစ်ချက်မှလည်း तू မပြေးနိုင်တာဒီပါတယ်။မပြေးနိုင်တော့ဒီရင်ညွန့်နေခွတ်တော့ तू မပြေးနိုင်တော့နောက်တစ်ခုကဒီကြောပေးလိုက်လို့ तू ကကြောကုန်းကိုကိုက်ပြန်တော့လဲဘေးသောင်းကမှ तू ကဒီဇက်ရင်လေးကို तू ကထုတာပိုးစိုးပါးစပ်ဒေါတော်တော်နဲ့တော့မြည်တယ် तू ကထုတယ်။မာလော့က तू ကခွတ်တာခေါင်းတစ်လုံးနဲ့ခွတ်တာအဲအမှကွာလား။ခြုံခွတ်တာနဲ့တကယ် တကက်နေရာတွေခွတ်တာနဲ့အမှတ်ကွာတာဘော်ဒီကိုခွတ်တာနဲ့ခေါင်းခွတ်တာနဲ့အဲ့ဒီနေရာမှာတော်တော်လေးကွာသွားတယ်ခက်မသိလို့ရှင်ကြောထုခွတ်တာဝိုင်းနေတဲ့နေသိနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီရင်ညွန့်နေဒီဇက်ဒီနောက်ကဇက်ကြောတွေကို तू ကဖြတ်ခွတ်တာဒါတကက်ကိုမှတည်တဲ့နေရာတွေ तू ကခွတ်တာကြောထုကချက်တကောင်မှနောက်တစ်ခုကျွန်တော်ပြောပြအောင်မယ်ဗျကျွန်တော်ချက်တည်တဲ့ချက်ဘဝမှာနှစ်ကောင်ရဘူးတဲ့ခွတ်တာဒီနောက်ကြောကိုထိုးလိုက်လို့ တဆုံးထိုးလိုက်လို့ရှိရင်ချက်တကောင်ကတေတာတမျိုးပုံစံသေးတယ်ဒီညောင်းကိုဖျက်ခွက်လိုက်လို့တေသွားလို့ရှိရင်ပြာနှမ်းပြီးချက်ချင်းတေတာချက်တွေမှာမနေ့ကကြောထူကအဲ့လိုပုံစံသူကခေါ်တာတကယ်တောင်းတောင်းချက်ဆိုရင်တေတယ်တောင်းရောင်းတောင်းတဲ့ချက်ဆိုတာဗမာချက်ဆိုလို့ရှိရင်တော့တေတယ်ဘာလို့မလှဲ့တယ်မပြုတ်တတ်မလို့ဒါတေတယ်သူခုတ်နေတဲ့အလုံးကြီးကတကက်တုတ်တုတ်တုတ်နဲ့တကက်တကက်ပိုဇရှင်ကောင်းကောင်းနဲ့ထူတာသူကမနေ့ကတော့ อาตองเลงแล้วโคตรเลย